်င်္ဂလာပါတငယ်ချင်းလို့အခုကျွန်တော်ပြောနေတာအခုဒီမှာဒီဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်မြင်လို့ဒါမနေနိုင်လို့ကျွန်တော်တက်ပြီးတော့နည်းနည်းပြောရတာပေါ့နော်အခုလက်ရှိဖြစ်နေတဲ့မြန်မာနိုင်ငံခင်းကျင်းမှာဆိုရင်ကြည်ကြည်ငွေများတရားကိုနိုင်တဲ့ခက်ကြီးဖြစ်နေပြီဟမ်တရားဥပဒေဆိုရင်မြန်မာနိုင်ငံမှာရှည်သေးရဲ့လား तू ကဒီဗီဒီယိုတွေကပုံစံလို့ရှင် तू ခိုးတည်ပဲဖြစ်အောင် तू သားသမီးတွေစားဖို့နေရေးတွေ तू မှာဒုက္ခဘယ်လောက်ရောက်နေမလဲ တရားဥပဒေရှိရဲ့ဆိုရင်တရားဥပဒေတိုင်လောက်လေဘာဘူးလို့ဟမ်ဒီလိုနိုင်တဲ့စီကင်လောက်တာတော့ငွေများတရားကိုနိုင်ကျင့်ဒါမျိုးကြတော့နည်းနည်းလေးမှကိုတိမ်ကြီးခံလို့မရမျက်စိတွေကမြင်မတော်ဟမ်ခင်ဗျားတို့ရေးကြည့်လောက်တင်လားသူ့မှာသူ့ကလေးလေးစိတ်နှောက်ရက်စိတ်ထိခိုက်မှုတွေဘယ်လောက်ထိ ဖြစ်သွားမလဲဆိုတော့ခင်ဗျားတို့ကိုချင်းစာကြည့်လေဆိုင်းပိုင်းရှင်ဟမ် သူ့မှာထမင်းပနေရမစားရပြီလေဒီနေ့နိုင်ငံရေးအခင်းကျင်းနဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတယ်ဟာခင်ဗျားတို့ကဒီလောက်ကြီးအနိုင်ကျင်လွန်အားကြီးပြီးတော့ line model တောင်တင်လိုက်ပြီခင်ဗျားက follower ရကြတယ်ဟမ် follower မရဘူးခင်ဗျားမှတ်ထားခင်ဗျားရဲ့ရုပ်မှန်မှုတွေကတနိုင်ငံလုံးသိအောင် share ကြနော်တကမ္ဘာလုံးသိအောင် share ကြသူ့မှာကလေးငယ်လေးနဲ့သူ့ရုပ်ရည်နဲ့ပုံမှန်တရားကိုကြည့်တယ်ဗျာ ဟမ်သူ့မှာဘယ်နည်းရမစားရပြီလဲသူ့သားသမီးလေးကဘလောက်ကြောက်နေပြီလဲခမ ्या က6ရောက်ကလည်းနင်းထားသေးတယ်သပင်လည်းဆွဲထားသေးတယ်ပန်းလည်းရိုက်သေးတယ်ဟမ်မလွန်လုံးဘူးလားဗျာခင်ဗျားတို့စဉ်းစားကြည့်ကြည်နေတဲ့ပရိသတ်တွေရောစဉ်းစားကြည့်လုံးတင်လားမလုံးတင်လားသူ့မှာတရားဥပဒေဆိုတာရှိရဲ့လीဗျာတရားဥပဒေတိုင်းလုံးဖို့ဟုတ်လား